ပြည်ရင်းသတင်းတပေါက်အနေနဲ့ကတော့အေယာဝတီတိုင်းရေကြီးမြို့နယ်မှာအာရခတတော် AA နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြားကနေထွက်ပြေးကြတဲ့စစ်ကောင်စီရဲ့တပ်ပြေးတွေကိုကျေးရွာအုပ်ချုပ်ရေးမှုန်းတွေရဲ့သတင်းပေးမှုကြောင့်ပြန်လည်ဖမ်းဆီးမိသွားတဲ့ဖြစ်စဉ်တွေရှိနေတယ်လို့သတင်းရရှိပါရယ်။မတိုင်းရှောင်းမြို့အနေအမြောက်တပ်344ကဇွန်လ12ရက်နေ့တိုက်ပွဲအတွင်းထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်ပြေး16ရောက်အထက်က6ရောက်ပဲလွတ်မြောက်သွားပြီးတော့ ကျန်တဲ့လူတွေကိုတော့ကြေးဝအုပ်ချုပ်ရေးမှုတွေတည်င်းပေးမှုကြောင့်ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ရေကြည်မြို့နယ်တပြေအိုင်အုပ်ချုပ်ရေးမှုနဲ့ဇယက်လအုပ်ချုပ်ရေးမှုတို့ကနေနေမြေအတွင်းရောက်ရှိလာကြတဲ့တပြေးတွေကိုအမတ်တ344ကိုတည်င်းပေးဖမ်းဆီးခိုင်းခဲ့တဲ့အတွက်ကြောင့်ရှေ့ရောက်ကိုပြန်ဖမ်းမိသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဇွန်လ22ရက်နေ့ကလည်းရေကြည်မြို့နယ်လေဒီကြေးဝကိုတပြေး15ရောက်ရောက်လာတဲ့အချိန်ဒေသခံတွေကကျုံပဒုတ်အုပ်ချုပ်ရေးမှုအဝင်းစီတည်င်းပေးပို့လိုက်တဲ့အတွက် အိုင်တပြုတ်လန်းစုံနဲ့ပန်တော်ကြီးတရားကိတ်ကစစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။လက်ရှိငတိုင်းရှောင်းမြို့အနီးစာစံဦးအစင်းဘက်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့ပူးပေါင်းတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးငတိုင်းရှောင်းမြို့မှာစစ်ကောင်စီတပ်သားတွေစစ်ကူလိုက်ဖို့အတွက်ပြင်ဆင်နေကြတယ်လို့ဆိုပါတယ်ရှင်။